ရှမ်းပြည်နယ်တောင်ပိုင်းညောင်ရွှေမြို့မှာတသမအကြိမ်မြောက်အင်းသားအမျိုးသားနှင့်လူမှုအခမ်းအနားကိုအော်တိုဝါ22ရက်ကပြုလုပ်ခဲ့တယ်လို့သိရပါဗျ။အော်တိုဝါ19ရက်ကစတင်ပြုလုပ်နေတာဖြစ်ပြီး ညောင်ရွှေမြို့ကြောက်တိုင်ကွင်းမှာစေကားစွာကျင်းပနေတာဖြစ်ပါတယ်။အော်တိုဝါ21ရက်နေ့မနက်9:00နာရီအချိန်မှာအင်းသားအမျိုးသားနှင့်လူလူအခမ်းအနားကိုညောင်ရွှေမြို့မြို့တော်ခန်းမမှာပြုလုပ်ခဲ့တာဖြစ်ပြီးကြောက်တိုင်ကွင်းမှာလည်းဖြောပြေးပွဲတွေကိုထည့်သွင်းကျင်းပခဲ့တယ်လို့သိရပါတယ်။အော်တိုဝါ21ရက်အင်းသားအမျိုးသားနှင့်လူလူအခမ်းအနားကိုရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ကြီးချုပ်နဲ့အစိုးရအဖွဲ့ဝင်တွေတက်ရောက်ပြီးအခမ်းအနားအစီအစဉ်အတိုင်းကျင်းပခဲ့ပါတယ်။အရင်ရက်တွေကလူငယ်ဖိုရမ်ပွဲမှာဆွေးနွေးချက်တွေကို လူမှုအခမ်းအနားကိုတင်သွင်းဖက်ကြပြီးလူမှုအတီးပြည့်ချက်ရယူခဲ့ပြီးနန်းပံမြို့နယ်ရရှိရေးအေလိကန်ထိန်သိမ်းရေးအပအဝင်စားတဲ့အချက်15ချက်ပါတဲ့စာရန်ကိုဖက်ကြားတင်သွင်းခဲ့တာဖြစ်ပါတယ်။ညောင်ရွှေမြို့လွတ်လပ်ရေးကြောက်တိုင်ခွဲမှာညနေပိုင်းကစတင်ပြီးဖြုတ်ပြေးအစီအစဉ်တွေတိုင်းသားရိုးရာအကအလှတွေနဲ့ဖြုတ်ပြေးတင်ဆက်ခဲ့ကြပြီးအင်းသားရိုးရာတိုင်းသားအကအလှတွေနဲ့တင်ဆက်ခဲ့ပါတယ်။အော်တိုဘာ21ရက်မနက်9:00ခန်းမှာရေချောင်းကနေလူမှုခြေတက်လာတာ ။ညောင်ရွှေမြို့အဝင်ကတောင်ကြီးနဲ့ရွှေညောင်အင်းသားအဖွဲ့တွေလမ်းလျှောက်ခြိတက်ခဲ့ကြပြီးအင်းသားမျိုးသားနဲ့အခမ်းအနားကိုလမ်းလျှောက်ခြိတက်ခဲ့ကြတာဖြစ်တယ်လို့သိရပါဗျ။ဒါပြင်အင်းသားမျိုးသားနဲ့အထိမ်းအမှတ်အဖြစ်ဗောလီဘောပြိုင်ပွဲဖိုင်နယ်ပွဲကိုညနေပိုင်းမှာကျင်းပခဲ့ပြီးစုပေးပွဲကိုလည်းကျင်းပခဲ့ကောင်ကန်စမဲလက်မှတ်တွေကိုလည်းမဲဖောက်ပေးသွားမယ်လို့ပွဲကျင်းပရေးကော်မတီထံကသိရပါဗျ။ အင်းသားစုံစည်းရနေ့ကနေအင်းသားအမျိုးသားနေ့အဖြစ်ပြောင်းလဲကျင်းပလာတာဟာ၁၀ချိန်မြောက်ရှိပြီဖြစ်ပြီးတစောင်းမုံလာဇန်တရက်နေ့ကိုသတ်မှတ်ကျင်းပတာဖြစ်တယ်လို့သိရပါဗျ။